ဗုဒ္ဓဘာသာဝင်သူတော်စင်တွေအတွက်အရေးကြီးတဲ့မှာကြချက်လို့ပြောမယ်ဆိုရင်ပြောလို့ရတယ်။မြတ်စွာဘုရားကိုစီမီပန်းရေချမ်းနေနဲ့နောက်ဆုံးချိန်ဆိုပြီးတော့ပူဇော်ကြတယ်။လူတွေကလည်းပူဇော်ကြတယ်။ကောင်းကင်ယံကနတ်တွေကလည်းပဲကောင်းကင်ယံအပေါ်မှာဒုရိယသန်းနေနဲ့ပန်းမိုးတွေရွာချပြီးတော့မြတ်စွာဘုရားရဲ့တတ်တော်ထင်ရှားရှိတဲ့နောက်ဆုံးအချိန်ကို န်းနေနဲ့ပူဆော်ကြတယ်ကုသနာယအင်းကြီးစုံကြတဲ့မှာနပန်းနေနဲ့ဖွေးဖွေးလှုပ်ပြီးတော့မှု့ချိုင်နေတဲ့အနေအထားမျိုးရောက်သွားတယ်အဲ့ဒါလို့တလောကလုံးကနောက်ဆုံးချိန်ဆိုပြီးတော့ပူဆော်တာနောက်ဆုံးချိန်တာဝတိပြမကြီးကလည်းအလွန်ကြီးမားတဲ့ပန်းကုံကြီးကိုကုန်းနေတာမြတ်စွာဘုရားပြိဋိဘံဆန်တော်မှာဆိုအပြေးလွှာအဲ့ဒီပန်းကုံကြီးကိုယူဆောင်ပြီးမြတ်စွာဘုရားကိုပူဇော်တယ် နောက်ဆုံးအချိန်နတ်မြမာရီရဲ့တဏိတာနဲ့လူပြေကတဏိတာအမတ္တမကွာလှမ်းတယ်ပေါ့အဲ့ဒါလို့နောက်ဆုံးအချိန်မှာလူတွေနတ်တွေအလုံးဥခိုက်ပြီးတော့မိမိတို့ယင်တဲ့နှလုံးထဲမှာမျက်နှိုးတဲ့အရာတွေနဲ့ပူဆော်ကြတဲ့အခါမှာမြတ်စွာဘုရားကရှင်နန္ဒဟူဘာမှလဲလို့ဆိုအနန္ဒငါဘုရားရဲ့နောက်ဆုံးအချိန်မှာ လူတွေတတ်တွေဟာဒုရိယာတို့ပန်းတို့အမွှေးနန္တာတွေနဲ့အခုလိုပူဇော်နေကြတာတဲ့ဒီလိုပူဇော်တာဟာ ပူဇော်မှုပူဇော်ခြင်းရဲ့ကုသိုလ်ကောင်းမှု မရဘူးလို့တော့ငါမဆိုလိုဘူးပူဇော်တာတော့ဟုတ်တယ်တိုးတော့အကောင်းဆုံးပူဇော်မှုတော့မဟုတ်ဘူးလို့မြတ်စွာဘုရားအကောင်းဆုံးပူဇော်မှုဆိုတာဘာလဲ ဓမ္မာနုဓမ္မပฏิပတိတဲ့ငါဟောထားတဲ့လမ်းစဉ်အတိုင်းတသွေးမတိန်လိုက်နာချက်သုံးခြင်းသာလဲအကောင်းဆုံးပူဇော်မှုဖြစ်တယ်တရားချင်ပြီးတော့ပူဇော်တာကိုမြတ်စွာဘုရားအနှစ်သက်ဆုံးဘာကြောင့်အနှစ်သက်ဆုံးဆိုဘုရားပွင့်တာကအမှန်တရားသိပြီးတန်တရားဝကလွတ်ဖို့နော် ပန်းပူဇော်တယ်ပန်းနဲ့ရေချမ်းနဲ့ပူဇော်တာမပူဇော်ရဘူးမဟုတ်ဘူးကုသမရဘူးလို့လည်းပြောတာမဟုတ်ဘူးမပူဇော်ရဘူးလို့လည်းမတားမြစ်ဘူးသူ့တိုင်းတာတစ်ခုနဲ့ကုသရင်ထဲမှာကုသဖြစ်တယ်မှန်တယ်သို့သောတရားကျင့်တဲ့အခါမှာဒီတရားကိုတိမှတန်တရာဝကလွတ်မှာဖြစ်လို့ပန်းပူဇော်တဲ့ကုသလေးနဲ့တယ်ပဲတန်တရာဝကလွတ်ဖို့ရာကအလှမ်းကွာနေသေးတယ်ပေါ့ တရားမကျင့်မဲနဲ့ပူဇော်ယုံနဲ့ကျင့်နဲ့နေမှာဆိုလို့မြတ်စွာဘုရားကသမ္မာပฏิပတ္တိအနုတ္တရာပူဇာတဲ့ငါးပါးသီလစောင့်တည်ပြီးတော့ငါးပါးသီလကိုဆင်ခြင်သုံးသပ်မယ်ကမ္မထာနှလုံးသွင်းမယ်မေတ္တာဘာဝနာပွားမယ်ဝိပဿနာတရားအထုတ်မယ်အဲ့ဒီအထုတ်ခြင်းဟာမြတ်စွာဘုရားကိုပူဇော်နေခြင်းပဲဖြစ်တယ်ဒီပူဇော်မှုကအကောင်းဆုံးပူဇော်မှုဖြစ်တယ်လို့မြတ်စွာဘုရားက မှကြခဲ့တဲ့စကားပဲဒါဖះမှကြတာဒါကြောင့်မလို့ဗုဒ္ဓပူဇာမင်္ဂလာသဘင်ဆင်းကျင့်ပါတယ်ဆိုတာနေ့စဉ်နဲ့အမြ်မိမိတို့ကိုယ်တိုင်တရားတော်ကိုကျင့်ကြံကြိုးကိုအထုတ်နေခြင်းဟာလည်းပဲမြတ်စွာဘုရားကိုပူဇော်နေခြင်းပဲဖြစ်လို့ဖះကြိုက်တဲ့နည်းနဲ့ပူဇော်တာပဲဖြစ်တယ်ကြံတဲ့ပန်းရည်ချမ်းစီမီပန်းတို့နဲ့လှူတာကြတော့ဖះမကြိုက်ဘူးလားလို့ဆိုဖះမကြိုက်ဘူးလို့လည်းပြောတာမဟုတ်ဘူးเนาะအကောင်းဆုံးမဖြစ်သေးဘူးလို့လည်းပြောတယ် အကောင်းဆုံးပဲဖြစ်ဘူးလို့ပြောတယ်။အဲ့တော့အကောင်းဆုံးပူဇော်တဲ့ဤကိုမလေဟင်းစေဖို့ပဲအရေးကြီးတယ်ပေါ့။စီမီနဲ့ပန်းနဲ့ရေချမ်းနဲ့လည်းပူဇော်ရမှာဖြစ်တယ်။အကောင်းဆုံးပူဇော်ဤဖြစ်တဲ့ကိုချင်းတရားကိုပြုပြင်ကိုချင်းသီလနဲ့ပြည့်စုံအောင်လုပ်ချင်းတရားဓမ္မကိုနှလုံးသွင်းခြင်းဆိုတာနဲ့လည်းပူဇော်ရမှာဖြစ်တယ်။အဲ့ဒီလိုပူဇော်မှုဤကိုမရောက်မှမရောက်ရင်ဒီ ရေးကြီးတဲ့အကျိုးအာနိသင်မဖြစ်မှာဆိုလို့မြတ်စွာဘုရားကုသိုလ်ရိတ်တဲ့မှာမြတ်စွာဘုရားဟောထားတဲ့ကုသိုလ်ရိတ်တဲ့ဝိလာမတုတ်တမဟောထားတဲ့ကုသိုလ်ရိရဲ့အဆင့်ဆင့်အကောင်းဆုံးကုသိုလ်လုပ်ကြမယ်ဆိုရင်ဘယ်ကုသိုလ်လုပ်ရမလဲလောကမှာငွေကြေးတနာကုန်ကြတဲ့ကုသိုလ်ဟာအကောင်းဆုံးလားဘယ်ကုသိုလ်ဟာအကောင်းဆုံးလဲ ီအယောင်းဝယ်လုပ်တဲ့ပုဂ္ဂိုလ်တွေဟာကြည့်လေလမ်းခင်းနဲ့ကြောက်ရောင်းတဲ့လူနဲ့ပရမညာကြောက်တို့ကြောက်စိမ့်တို့ရောင်းတဲ့လူနဲ့မတူဘူးလေလမ်းခင်းနဲ့ကြောက်ရောင်းတဲ့ပုဂ္ဂိုလ်ဟာကားကြီးတွေနဲ့တိုက်ပြီးကြောက်ပုံကြီးကြီးကြီးဟိမ့်နေအောင်ပုံထားပြီးတော့ရောင်းတာဟာဘယ်တော့မှမရဘူးအကြီးကောင်းတဲ့ပရမညာကြောက်ကလေးတစ်လုံးဟာ ိတ်ထောင်ထဲမှာတောင်းမှာအပြည့်ဖို့ထဲထားအဲ့ဒီပြမကြောက်ကလေးတလုံးရောင်းတာခုနကကာအစီ20 200 300တန်ရတဲ့ကြောက်ပုံကြီးနဲ့စာလိုက်ရင်ပြမကြောက်လေးကတမုတ်ချီမှာနေစိန်လေးတပွင်းကတမုတ်ချီမှာကြောက်ပုံကြီးရဲ့တမုတ်မရှိဘူးကုသိုလ်မှလည်းပဲအဲ့ဒီလိုသဘောထားနော် ဘယ်ကုသိုလ်ကအသေးစားဘယ်ကုသိုလ်ကအချီစားရလိုက်တဲ့အခါမှာအကျိုးမြတ်စွာကွယ်ပြားချမ်းသာမှုရှိတယ်။အဲ့ဒါကိုမြတ်စွာဘုရားဝေလမတုတ်တံမှာဟောတာရှိတယ်။ငွေချေးတနာအကုန်ချခံပြီးတော့လှုပ်တဲ့ကုသိုလ်တွေထဲမှာတဲ့စတုဒ္ဓိတာတန်ဃာအရက်လေးမျက်နှာမှာအပိတ်ပင်ဒါစီမရှိကြွလာနိုင်တဲ့တန်ဃာတွေကိုရည်ညွှန်းပြီးတော့တန်ဂိကကြောင့်အဆောက်အဦးတစ်ခုဆောက်လှူတယ် ငွေကြေးတဲ့နာအကုန်ကြခံပြီးတော့ဆောက်လှတဲ့အကြောင်းအလှဟာငွေကြေးတဲ့နာဂုံတဲ့အထဲမှာတော့အကောင်းဆုံးကုသိုလ်လို့ပြောတယ်။နော်ဆွမ်းလှတဲ့ကုသိုလ်ရှိတယ်သင်္ကန်းလှတဲ့ကုသိုလ်ရှိတယ်ဆေးလှတဲ့ကုသိုလ်ရှိတယ်။တန်ခါးတွေကိုရည်ညွှန်းပြီးတော့ဆောက်လှတဲ့အကြောင်းအလှရှိတယ်။အဲ့ထက်ပဲဆွမ်းသင်္ကန်းကြောင်းလို့ဆိုတဲ့ကုသိုလ်တွေထဲမှာကြောင်းလှတဲ့ကုသိုလ်ဟာအကောင်းဆုံး။ဘာကြောင့်အကောင်းဆုံးလို့ပြောရတယ်လဲ။ တတိယတိုင်းကုသိုလ်တွေတိုးနိုင်တဲ့ထာဝရကုသိုလ်မျိုးဖြစ်လို့ကောင်းတယ်လို့ပြောတယ်။ဆွမ်းဆိုတာထမင်းအသက်9ရက်9ရက်ပဲ။ဒါတော့မှ မနဲ့ကပ်ပြီးနေတယ်စာ။နောက်တည့်ရက်မရှိတော့။သင်္ကန်းဆိုတာ3လလပဲ။ဆေးဆိုတာရောဂါဝေဒနာရှိမှလိုအပ်တာ။အဲ့တော့ကြံတဲ့ဆွမ်းသင်္ကန်းဆေးတို့ဟာတခဏလေးပဲထာဝရလိုအပ်ချက်လည်းမဟုတ် ကျောင်းဆိုတာကြတော့အနှစ်90အနှစ်100ဟောလို့ဆောက်ဦးကြီးတယ်မှာအခုပဲကြည့်ဒီသိမ့်ဓမ္မယုံကြီးတဲ့မှာအေးချမ်းချမ်းတရားနာနိုင်ခွင့်ရှိတာဘသူကနေပြီးတော့ဆောက်ရှောက်ကားွယ်ပေးထားတော့ဆိုဒီဆောက်ဦးကြီးကကိုယ်အကျိုးပြုတာအပြစ်မဲ့မှာဆိုရင်အေးမယ်သို့မဟုတ်နေပူမယ်ဒီလိုမနေနိုင်ဘူးအဲ့တော့နေပူရင်ပူမယ်အေးရင်အေးမယ်လေတိုက်ရင်တိုက်မယ်ဟောဆောက်ဦးတဲ့ကြတော့ ပို့ပြီးတော့ချမ်းသာလေလုံးမိုးလုံးအနေထားတခုဒါဘသူကအကျိုးပြုဒီเจ้าကအကျိုးပြုဆောင်းဦးကအကျိုးပြုနေလားလူတွေကိုဒါကဥပနိဒေယပစ္စယောလို့ခေါ်တာနော်ဥပနိဒေယပစ္စယောလူလူချင်းသာခြေဆုပြုတယ်လို့အမတ်တမဲ့ထင်ညာထင်ကောင်းထင်နေမယ်အဆောက်ဦးကကိုယ့်ကိုခြေဆုပြုထားတာအဆောက်ဦးကခုချိန်မှာခြေဆုပြုထားတယ်အေးအေးချမ်းချမ်း နေနိုင်တာအဆောက်အဦကျေးဇူးပြုထို့တူပဲအစာတို့အဝတ်တို့ကလည်းကျေးဇူးပြုတယ်အဲ့ဒါမဲ့ကျေးဇူးပြုတဲ့ထဲမှာအဆောက်အဦရဲ့ကျေးဇူးပြုမှုကပိုပြီးတော့ကြီးမားတယ်ဒါကြောင့်ကြောင်းအလှကကောင်းဆုံးလို့တို့မြတ်စွာဘုရားဟောတယ်ဒါဖြင့်ဒီတဲ့ကောင်းတဲ့ကုသိုလ်ကောင်းမှုတွေရှိသေးလားရှိတယ်ခုနကဘုရားတရဏရစ္ဆာမိဆိုပြီးကိုယ့်ရဲ့ဘဝကိုဖရာတရားတန်ခါကိုအနှံလိုက်တယ် တရဏဂုံဆောက်တည်တယ်ဆိုတာတကယ်အနှံလိုက်တာနော်ကိုယ့်ရဲ့ဘဝတစ်ခုလုံးကိုဖះဆုံးမတိုင်းနေပါမယ်တရားတိုင်းကျင့်ပါမယ်တန်ခါရီနဲ့ပတ်သက်ပြီးကုသကောင်းမှုလုပ်ပါမယ်ဆိုဖះတရားတန်ခါနဲ့ပတ်သက်ပြီးအဲ့လိုအနှံလိုက်တယ်ကိုယ့်ဘဝကိုဆွန့်လွတ်ပြီးတော့အနှံလိုက်တယ်အဲ့ဒီကုသကကြောင်းဆောက်ပြီးတော့ငွေကုန်ကြီးကြထားပြီးတော့ဆောက်လှတဲ့အလှတဲ့ပို့ပြီးတော့ကြီးမာတယ် ဘာကြောင့်ကြီးမားတော့ဆိုတော့ကိုဘောကចောင်းလှူတယ်ဆိုတာပြင်မကပစ္စည်းနဲ့အတုံးချပြီးလှူတာငွေကြေးတနာဆိုတာအပြင်ကပစ္စည်းကိုကကိုဘောကိုအနှံ့လိုက်တယ်ဆိုတော့ကိုရဲ့ဘဝလို့ဆိုတဲ့တံမိုးမဖြတ်နိုင်တဲ့အသက်ကို အနှင်းပြီးတော့လှူဒန်းတာဖြစ်တော့ကြောင်းဒီတရဏဂုံကပို့ပြီးတော့မြတ်တယ်အဲ့ဒီတရဏဂုံနဲ့မြတ်တာရှိသေးလားဆိုတော့တရဏဂုံစောင့်တည်ပြီးတဲ့နောက်မှာ၅ဘာတိလာလုံးထိမ့်သိမ့်လိုက်တယ် ဟောတာပုံမြတ်သွားတယ်။ဒါဖြင့်တိတဲ့မြတ်တာရှိသေးလားဆိုတော့ရှိတယ်။တက်လို့မေတ္တာရိပ်တာလို့ဆိုတယ်ဒီမှာမေတ္တာပွားနေမေတ္တာဘာဝနာပွားလိုက်မယ်ဆိုလို့ရှိရင်တော့တရဏဂုံတိလဆောက်တည်ထားတာတဲ့မေတ္တာပွားတာမေတ္တာပွားတာတော့မှအကြာကြီးမဟုတ်ဘူးခန္ဓာဟနမတ္တံပိမေတ္တာဘာဝေတိ နန္ဒတရှုလို့သူတို့ဆိုတယ်ဒီစကားလုံးကိုခန္တော်ဟနဆိုတာနန္ဒတရှုလက်ချောင်းလေးနှချောင်းနဲ့တဏ္ခါတို့ပါတို့စန္ဒကူတို့သွေးထားပြီးတော့လက်ချောင်းလေးနှချောင်းနဲ့ယူပြီးတော့နှာခေါင်းဝါကိုတိတ်လိုက်တဲ့အချိန်ပိုင်းလေးဟာဘယ်လောက်မှမရှိအဲ့ဒါကိုနန္ဒတရှုလို့ပြောတာ နော်နန္ဒတရှုလေးလောက်ပဲမေတ္တာစိတ်ကိုဖြစ်အောင်ကြိုးစားကြည့်ပါအဲ့ဒီမေတ္တာပွားမှုဟာ ခဏကတရဏဂုံတီလာចောင်းសោតတာ၄ပြီးတော့တံပိုးជីมาတယ်။ဘာကြောင့်လို့ဆိုရင်មិត្តបောင်းណាបွားပြီးတော့សានយកទៅមើលဆိုရင်កបាឈីပြီးတော့អသက်ឈីတယ်ပြန်មកဖြတ်နိုင်တယ်လေ។တက်တန်းကိုအလောက်ထိအောင်ရှိကြအောင်ထိမ့်သိမ့်ပေးနိုင်တယ်။ឆန္ဒဒုက္ခကိုចាយីထိမ့်နိုင်တယ်။ဒါណរុទីလာរុဆိုတဲ့အရာကလူပြေလူឆန္ဒណပြေណឆန္ဒဒီလောက်ပဲပေးနိုင်တယ်။ ကဘာချီပြီးအသက်ရှင်နိုင်အောင်မစွမ်းဆောင်နိုင်ဘူးမပေးနိုင်ဘူးမေတ္တာဘာဝနာကစံအဆင့်ထိအောင်ရောက်သွားတယ်မေတ္တာဘာဝနာဆိုရင်ကဘာချီပြီးတော့အသက်ရှင်တဲ့ပြမအနေထားချမ်းသာဒုက္ခထိအောင်ပေးနိုင်တယ်ဆိုသူရဲ့စွမ်းအားပို့ပြီးတော့ချီမာတယ်ဒါဖြင့်မေတ္တာဘာဝနာဆိုတဲ့ကုသိုလ်ကောင်းမှုဟာ အကောင်းဆုံးဖြစ်ပြီလားဆိုဖြစ်သေးဘူးသူရဲ့ကောင်းတာပါတော့ဆို ဣစရသင်္ကတမတ္တံပိအနိစ္စတင်ညာဘာဝေတိလက်ဖြစ်တည်းအချိန်လေးပဲဖြစ်စေတဲ့ကိုယ်ခန္ဓာကိုစူးစမ်းပြီးတော့အောဘေးရမမမြဲပါလားဆိုတဲ့ဝိပဿနာတရားကိုကျောစားအထုံးနေမမြဲဘူးဆိုတာကိုဆင်ញင်သုံးသပ်နိုင်ခြင်းဟာဝိပဿနာဉာဏ်ကိုဖြစ်အောင်လုပ်တာ အဲ့ဒီဝိပဿနာဉာဏ်ကြတော့လှုပ်လို့ရတဲ့ကုသိုလ်တွေမှာအကောင်းဆုံးကုသိုလ်လို့ခေါ်တယ်။ထီးတဲ့ကောင်းတဲ့ကုသိုလ်မရှိတော့ဘူး။လှုပ်လို့ရတဲ့ကုသိုလ်တွေမှာထီးတဲ့ကောင်းတဲ့ကုသိုလ်မရှိတော့ဘူး။မကုသိုလ်ဆိုတာလှုပ်လို့ရတဲ့ကုသိုလ်မဟုတ်ဘူး။ဝိပဿနာကုသိုလ်လှုပ်ပြီးမျက်မှောက်ပြုရတဲ့ကုသိုလ်မျိုးသာဖြစ်တယ်။ကုသိုလ်ဆိုတာမကုသိုလ်မှာလမ်းဆုံးတယ်။ သို့သောမကုသိုလ်သည်လုံလို့ရတဲ့ကုသိုလ်မျိုးမဟုတ်ဘူးအားထုတ်ရမယ့်ကုသိုလ်သည်ဝိပဿနာကုသိုလ်အမြင့်ဆုံးပဲဖြစ်တယ်။အဲ့တော့အနိစ္စမမြဲဘူးဆိုတဲ့သဘောတရားလေးကိုစဉ်းစားကြည့်။မမြဲဘူးဆိုတာအဟုတ်တော်ဟာတံဘောတိဟုတ်တော်ဟာပฏิဝေတိဘယ်နေရာမှာမှ ရှိနေတာမဟုတ်ဖဲနဲ့အကြောင်းကြောင့်ပေါ်လာခြင်းပေါ်လာပြီးတဲ့နောက်လုံးဝပျောက်ွယ်သွားတယ် ဒါဟုအနိစ္စလို့ခေါ်တယ်။အနိစ္စဆိုတာရှိနေတာလည်းမဟုတ်ဘူး။အကြောင်းကြောင့်ဖြစ်ပေါ်လာပြီးတဲ့နောက်ပျောက်ွယ်သွားတဲ့သဘော။စဉ်းစားကြည့်နေစီတီးတယ်ဆိုခုနစီတွေရိုက်လာတာကြည့်။အခုချိန်မှာစီတံမကြတော့နော်။အဲ့ဒီစီဟာစဉ်းစားကြည့်ဖို့ရ။အဲ့ဒီခုနကရိုက်ခတ်နေတဲ့စီတံနေဘုံတံနေဟာ ုံထဲမှာရှိနေတာလားသို့မဟုတ်တီးတဲ့လူရဲ့လက်ထဲမှာရှိနေလားဆိုဘယ်မှာမှရှိမနေဘူးလေဘယ်မှာမှရှိအေတိခတ်ချင်းဆိုတဲ့အကြောင်းတရားစီမျက်နှာပြင်ရဲ့တိခတ်တဲ့လက်ရဲ့နှစ်ခုပေါင်းစုံလိုက်တဲ့အခါမှာဒီအတန်ထွက်လာထွက်လာပြီးပြီးချင်းပျောက်မသွားဘူးလားပျောက်သွားတယ်ခုနကအတန်ဒီတစ်ခုမှရှာမရတော့ဘူး ါပျောက်သွားတယ်ဆိုတော့ဘယ်နှရောက်ပြီးဘယ်ကြားထဲရောက်သွားလဲတော်တယ်ဝင်သွားကြသလားမြေချီအောင်ရောက်သွားလားသို့မဟုတ်လေတဲ့လွဲ့လားဘယ်မှာမှမရောက်ဘူးပျောက်သွားတယ်အနိစ္စသဘောတရားဆိုတာအဲ့ဒါကိုပြောတာအဟုတ်တော့သမောတိငကောရှိနေတာမဟုတ်ပဲနဲ့အကြောင်းကြောင့်ပေါ်လာတယ်ပေါ်လာပြီးတဲ့နောက်မှာလုံးဝပျောက်ွက်သွားတာအဲ့ဒါအနိစ္စလို့ပြောတယ်နော်ဘာမှလို့တော့မမြဲဘူးလို့ပြောတဲ့သဘောဟာ လောကမပြည့်စုံသေးဘူးပေါ့မမြဲဘူးဆိုတာဟာနှစ်ကောရှိနေတာလည်းမဟုတ်ဘူးအကြောင်းကြောင့်ဖြစ်ပေါ်လာတယ်အဲ့တော့ဘုန်းဘုန်းကြီးတို့တွေရဲ့တဏ္ဍမဖြစ်နေတဲ့စိတ်တွေဟာလည်းပဲဒီတိုင်းပဲအတိစိတ်တွေဟာလည်းကိုယ်ရင်နဲ့နှလုံးနဲ့ခေါင်းနဲ့နှလုံးသားထဲမှာထာဝရရှိနေတာမဟုတ်ဘူးအကြောင်းတိုက်ဆိုင်လို့ဒီစိတ်ကလေးကပေါ်လာတယ်ပေါ်လာပြီးတဲ့နောက်ထာဝရပျောက်ွယ်သွားတယ် အဲ့ဒီသဘောတရားလေးကိုထိုင်ပြီးတော့စဉ်းစားကြည့်နေဆိုတော့မျက်စိလေးဖွင့်လိုက်တယ်ဖွင့်လိုက်တဲ့အခါမှာပြင်ပကမြင်စရာအာယုံလေးတစ်ခုက မျက်စိလာတိုက်တယ်လာတိုက်လို့ရင်မြင်နေဆိုတဲ့စိတ်ကလေးပေါ်လာတယ်နော်တပင်းမြင်တပင်းဆိုတဲ့မြင်တဲ့စိတ်ကလေးပေါ်လာအဲ့ဒီစိတ်ကလေးဟာငကိုတော့ကမျက်စိထဲမှာရှိနေတာလား ို့မဟုတ်မြင်စရာအာယုထဲမှာဒီစိတ်ကလေးကရှိနေတာလားဆိုရင်ဘယ်မှာမှရှိတာမဟုတ်ဘူးเนาะမျက်စိနဲ့အဆင်အာယုနှစ်ခုဆုံလိုက်တဲ့အခိုက်ကလေးမှာပေါ်လာတာဖြစ်တယ်ပေါ်လာပြီးတဲ့နောက်ပျောက်ကွယ်သွားရောသူ့ကိုအကြောင်းပြုပြီးဆက်စဉ်းစားတဲ့စိတ်တွေကဆက်ပြီးဖြစ်နေတယ်เนาะမစဉ်းစားဘူးဆိုဒီနေ့ကပြီးသွားပြီသူကလမ်းမှာမစဉ်းစားတာတွေအများကြီးပဲနေမြင်ပြီးမစဉ်းစားတာ အဲ့ဒီသဘောတရားလေးကိုဆင်ញင်သုံးသပ်ပြီးတော့ကြည်နားကအတန်ကြားလိုက်ရင်လည်းထုတ်တူပဲအတန်နဲ့နားနဲ့တိုက်လိုက်တဲ့အချိန်လေးမှာအသိစိတ်လေးပေါ်လာတယ်အဲ့ဒီအသိစိတ်လေးဟာနားထဲမှာ ရှိနေလားဆိုမရှိဘူးမရှိဘူးအဲ့ဒီမရှိတဲ့အသိစိတ်လေးဟာဖြစ်ပြီး ပြတ်သွားတယ်ဆိုတဲ့အနိစ္စသဘောကိုဆင်ញင်သုံးသပ်နိုင်မှုဝိပဿနာဉာဏ် အနိစ္စတင်ညာပွားများအထုခြင်းဟာကုသိုလ်ထဲမှာအကောင်းဆုံးကုသိုလ်ပဲဖြစ်တယ်တဲ့မြတ်စွာဘုရားကဝိလမသုတ်တံမှာဒီလိုဟောတာဒါကြောင့်ဘုရားပူဇာမင်္ဂလာသဖြင့်ဆင်းရင်ကျင့်ပါပြုလုပ်မယ်ဆိုရင်ဘုရားမသာဝင်သူတော်စင်နေနေတဲ့အကောင်းဆုံးလုပ်ချင်တယ်ဆိုရင်မလုပ်ရမလဲဒါလုပ်ရမယ်เนาะအကောင်းဆုံးလုပ်ရတမ္မာပฏิပတ္တိအနုဒရာပူဇာမြတ်စွာဘုရားဟောတဲ့အတိုင်း ီအသိဉာဏ်ရရှိအောင်လုပ်လုပ်ပြီးတော့မြတ်စွာဘုရားကိုပူဇော်တယ်အဲ့ဒီပူဇော်မှုသည်အကောင်းဆုံးပူဇော်မှုဖြစ်တယ်ပြိဋိဗံသံဃာနိမမြတ်စွာဘုရားရဲ့မှာကြားချက်ကလည်းအကောင်းဆုံးပူဇော်မှုနဲ့ပူဇော်ဖို့ဆိုတာမှာခဲ့တာဖြစ်တယ်အေးဒါကြောင့်လောကမှာကောင်းတဲ့ကောင်းတာကိုရွေးချယ်ပြီးတော့လှုပ်ဆောင်ရမယ်ဆိုလို့ရှိရင်ဝိပဿနာကုသိုလ်သည်အကောင်းဆုံးဖြစ်သည့်အတွက်ကြောင့် ဝိပဿနာကုသိုလ်နဲ့မြတ်စွာဘုရားကိုတို့တွေပူဇော်ကြမယ်လို့ပူဇော်တိုင်းပူဇော်တိုင်းဒီကိုချင်းတရားနဲ့ပူဇော်ခြင်းဟာအကောင်းဆုံးပူဇော်မှုဖြစ်တယ်ဆိုတာသိရှိနားလည်ပြီးမြတ်စွာဘုရားသာသနာတော်နဲ့ကြုံကြိုက်တဲ့အခါမှာဘဝမှာအသိဉာဏ်ရှိတဲ့အခိုက်ကလေးမှာကြိုးစားလိုက်ကြမယ်ဆိုရင်တန်တရားတစ်ခွက်မှလွဲချော်မှုတွေမဖြစ်ပဲ ီဘဝဒီဖရာလက်ထက်ဒီဘဝမှာ တမက်တဖို့မရသေးလို့ရှိရင်ဒီဘဝကဆုံးသက်လို့နှက်ပြရောက်ရင်မဖို့ရနိုင်သို့မဟုတ်ဒီဘဝတေကန်နေမှာမဖို့ရနိုင်နေ့စဉ်လုံးနေလို့ရှိရင်တေကန်နေမှာမဖို့ရနိုင်တယ်တေကန်နေလွှဲချော်သွားရင်နောက်ဘဝနှက်ပြဖြစ်နှက်ပြမဖို့ရနိုင်အဲ့ဒါထပ်ပြီးတော့လွှဲချော်သွားရင် ဖရာမပွင့်တဲ့ခေတ်မှာပြစ်စစ်ကဘုရားဖြစ်တယ် အဲ့ဒါထပ်ပြီးတော့လွဲချော်သွားအောင်မယ်ဆိုလို့ရှိရင်နောက်ဖះရနဲ့တွေ့တဲ့အခါမှာတရားဓုတရားမြတ်ကိုအလွယ်တကူရရှိနိုင်တယ်လို့ဝိပဿနာတရားကျင့်ကြံပွားများအားထုတ်ခြင်းဟာတခွေးမတွေ့ရင်တခွေးတွေ့ဖို့အတွက်အကောင်းဆုံးနည်းလမ်းဖြစ်တယ်ဆိုတာတရားဓမ္မကျင့်ကြံကြိုးကိုအားထုတ်နေတဲ့ပုဂ္ဂိုလ်တိုင်းပုဂ္ဂိုလ်တိုင်းအတွက်ဒီအချိန်တစ်ချိန်ဟာကိုယ့်အတွက်တမိုးရှိဆုံးပဲဖြစ်တယ်လို့ မှတ်ယူကြမှာဖြစ်တယ်တရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့တမ္မာပฏิပတ္တိအနုဒရာပူဇာမကန်နဲ့ချင်းစင်တရားဖြစ်ကျင့်ကြံကြုကုအထုတ်ချင်းသည်မြတ်စွာဘုရားကို ပူဇော်တဲ့နေရာမှာအကောင်းဆုံးပူဇော်ခြင်းဖြစ်တယ်ဆိုတာကို သိရှိပြီး အကောင်းဆုံးပူဇော်ခြင်းဖြစ် ပူဇော်နိုင်အောင်ကြိုးစားအထုတ်နိုင်ကြပါစေကုန်သတည်းသာ